နည်းနည်းလေးအကုန်ခြုံပြောမယ်ဒီလိုလေးစဉ်းစားတတ်ဖို့အရေးကြီးတယ်အခုတရားတွေအားထုတ်တယ်ဝေဒနာတွေကြော်တယ်ဆိုတော့ကောင်းပါတယ်တမာရီအားတွေဖြစ်တယ်ဝရိယအားတွေနဲ့အားထုတ်ကြတာပေါ့နော်မြတ်စွာဘုရားနဲ့ကြုံတွေ့လာတဲ့အခါမှာအဓိကပညာကအဓိကပို့ကြတယ်ပညာဥသိပြီးတော့ကပါဝါတွေဒီတမာရီစွမ်းအားတွေတင်တဲ့မြင့်တင်တဲ့ပေါ့နော်အဲ့တော့ပညာနဲ့ပတ်သက်လာရင်ဒေရီဆရာတော်ဘုရားကြီးကမလေးပြောလေသဘာဝတရားလေးနဲ့ပြောတာ dimension ပြောင်းကြည့်တယ်တရားကိုသဘာဝ dimension ကြည့်တယ် ဒါကို universal dimension ကြည့်ရေရမြင့်ရမှာနေရဆင်းသွားတာတဘာဝပဲတဲ့ဒါပေမဲ့ရေကိုပြန်ဆန်မှုကြတော့ပြုပြင်ရတယ်အထုတ်ရတယ်အလကားဘာမှမရဘူးအဲ့ဒီတိုင်းဝင်တဲ့မင်းတို့စိတ်ကိုဒီတိုင်းထားကြည့်တယ်အကုသိုလ်ပဲပြေးလိမ့်မယ်လေလောဘဒေါသမောဟပဲကုသိုလ်ဖြစ်ဖို့ကြပြုပြင်ရတယ်အထုတ်ရမင်းတို့ခန္ဓာကိုတဲ့ဘာမှမပြုပြင်နဲ့ကွာတယ်လှုပ်လဲမလှုပ်နဲ့ငြိမ်ငြိမ်လေးနေတယ်မင်းတို့ခန္ဓာကောင်းလားဆိုလား तू တဘာဝအပြလိမ့်မယ်အဲ့တော့ခန္ဓာကိုယ်လေးကိုမလှုပ်ဖဲ့ငြိမ်ငြိမ်လေးထားရင်ဒုက္ခပြောင်းမှာလားဒုက္ခပြောင်းမှာ ုက္ခဝေနာဘာမှလုံးဆရာမလို့တဘာဝတရားပဲအဲ့တော့ကျွန်တော်တို့မှာဒုက္ခရဖို့ဘာလို့တော့ပြုရင်ရတယ်ဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်ရက်ပြလိုက်ထိုင်ပြလိုက်ရေချိုးပြလိုက်သွားတိုက်ပြလိုက်အာအကုန်လုတ်ပြနေရတာဘာဖြစ်လို့လဲဒုက္ခရအောင်လို့ရတာဒါမှမဟုတ်ကျွန်တော်တို့ပြုပြင်ရတယ်အာထုတ်နေစားဝတ်နေရေးဆိုတာဒီခန္ဓာဆင်းလို့ကျွေးပြနေရတယ်ဒီခန္ဓာဆင်းလို့ဝတ်ပြနေရတယ်ဒီခန္ဓာဆင်းလို့စားစရာလုတ်ပြနေရတယ်ဒီခန္ဓာဆင်းရဲ့လို့မမြင်ဘူးအခုကကျွန်တော်ကဒီခန္ဓာကောင်းတယ်စားစရာမရှိလို့ဆင်းရတာခန္ဓာကောင်းတယ်နော် ဘာလို့ဆင်းရဲတာစားစရာမရှိလို့ဒီခန္ဓာကောင်းတယ်နော် နေစရာမရှိလို့ဒီခန္ဓာကောင်းတယ်ဝိစရာမရှိလို့အဲအမြင်ပြောင်းတာ dimension ဆိုတာတရားအထုတ်တယ်ဆိုဒီလို dimension ပြောင်းပြောင်းမှန်မှန်ကန်ကန်မြင်လာတာမတွေးမဝေးပဲဒီဟာနဲ့ဒီခန္ဓာကြီးကောင်းတယ်ဘာမှလုတ်ပေးစရာတောင်မလိုနေစရာလည်းလုတ်တယ်မလို့ဘယ်နေရာနေနေရမိုးရွာလည်းလည်းပြဿနာမရှိနေဘူးလည်းပြဿနာမရှိဘူးအဲ့တော့ဒီခန္ဓာမကောင်းလို့ကျွန်တော်တို့ကအမှန်ကုတ်ကုတ်ကိုရှုပကံကြီးပေါ့ဒီလိုထင်းနေတာအထီးကိုမခံနိုင်ဘူးကျွန်တော်တို့က အဲ့တော့အမှန်တော့အထီးမခံနိုင်တာကိုကောင်းတာမဟုတ်ကိုကိုတိုင်းကမကောင်းတာအထီးကိုမခံနိုင်တာကိုမကောင်းတာမပြုတ်ပြင်းမဲ့ထိုင်ရင်ဒုက္ခဝေဒနာသဘာဝပဲအခုပြုတ်ပြင်းမှာပါရတာဒုက္ခရတာဒါပေမဲ့စိတ်ထဲမှာတော့တရားအထုတ်တယ်မှာတရားထိုင်နေတယ်ပေါ့ဗျာကျွန်တော်ကမလုံနဲ့မလုံတော့နားအကြတော့နားတာပေါ့ဗျာနားတော့ဘာလို့ချင်တာကိုပဲလေးစမ်းလိုက်ဒီပဲလေးစမ်းလိုက် စိတ်ခဘလို့ထင်လဲသိလားဒီရိတ်တာတော်တော်စိတ်ခန့်ချက်တာပဲတို့ပြင်းတော့မပြင်းရဘူးအမှန်တော့ဒီခန္ဓာရဲ့သဘောအမှန်သိသိကျွန်တော်မပြုတ်ပြင်းမြဲပါလို့စင်းရဲကြီးပဲမင်းအခုဘာလုပ်နေလဲမင်းချမ်းတော်ကဘာလုပ်ပြန်လဲမင်းညားတဲ့ခန္ဓာရဲ့မကောင်းဘူးမင်းဘာလုပ်နေပြုတ်ပြင်းနေရတာအဲ့ဒါကိုမြင်အောင်ကြည့်ခိုင်းတာဒါပေမဲ့အဲ့ဒါမြင်တာလားရိတ်တာကိုပြစ်တင်တာလားစိတ်ခန့်တော်တော်ကြီးတယ်မြင်အောင်ဟာအဲ့ဒါပဲဆလွဲတာပဲဘာလွဲနေလဲဆိုတာ အဲ့တော့ဝေနာနဲ့ပတ်သက်ပြီးတော့အမှန်မမြင်မှုဖြစ်နေဒီဝေနာရဲ့သဘောကိုစပြီးတော့နားလည်လာတာအဲ့တော့တကယ်တမ်းကျွန်တော်ကဒုက္ခဝေနာခန္ဓာပါလာပြီးသားပြုတ်ပြင်းနေလို့ဒုက္ခရတာမျက်နာတက်သွားတိုင်းမနဲ့အိယာဓာတ်နဲ့ညံတကုတ်နေကုန်ဒီဒီခန္ဓာကိုပဲဒုက္ခရအောင်ပြုတ်ပြင်းနေအသိသွားပြီစာဝင်နေရေးဆိုတာလည်းပါဇက်ကပြောတာဒီခန္ဓာဆင်းရဲလို့ဇာတိယဝိဇ္ဇာနေတဲ့ပတ်စံရှားနေရတာဒီခန္ဓာအတွက်ပဲဆင်းရဲတက်တအောင်ပဲ လုံရင်းနဲ့ဘဝတစ်ခုတည်သွားတာအဲ့အလုတ်ပဲလို့ဒီခန္ဓာစင်းရဲသက်တာပေါ့အလုတ်ပဲလုတ်ရပြုစုရင်းနဲ့လက်ထိုးရင်းနဲ့တည်သွားတာအဘွားမှာလက်ထိုးရင်းနဲ့ပဲအဲ့အလုတ်လို့ရင်းနဲ့တည်သွားတာအဲ့လိုလားအဲ့လိုမပြင်းဘူးလားကိုယ်စိတ်ကလက်ထိုးတာကောင်းလားမကောင်းဘူးလားအဲ့လိုတော့တည်သွားပဲနော်အဲ့တော့ကိုယ်ခန္ဓာကိုယ်ရလက်ထိုးရင်းနဲ့ဒီဘဝတည်သွားတယ်လို့အဲ့လိုခံစားဘူးလားအဲ့အခုဘာလို့ခံစားတာငါကောင်းတယ်မင်းကမကောင်းတာ ရာသီဥတုကမကောင်းတာအဲဒီလိုပဲသူများပဲ blame လုပ်ပြီးတော့ကျွန်တော်ကနေသွားတာလေငါကကောင်းတယ်မင်းတို့မကောင်းလို့ဆိုတာအဲဒါပဲဖြစ်နေတာပေါ့နော်အမှန်မမြင်နိုင်ပြုတ်ပြင်ပြီးမှဒုက္ခရတာမပြုတ်ပြင်ဒုက္ခပဲအဲ့ဒီမှာကျွန်တော်စဘာသိသွားတာလဲဆိုတော့ကျွန်တော်ပြောပြမယ်လောကမှာချမ်းသာတော့ရှိကုန်မရှိဘူးဆိုတာသိသွားဘလို့သိရသိပ္ပံပညာကျွန်တော်ပြောပြမယ်ပူရံနဲ့အေးတာအေးတာရှိတယ်ထင်းနေတာအေးတာဘရောမှမပြုတ်အပူပဲရှိတယ်အပူယော့သွားတာကိုပဲ ေးတာ0 degree ကိုအေးတယ်မလို့ ਨੇ -2 ရစင်း0 degree ကပူနေတာအဲ့တော့ပူတာပဲရှိတယ်အပူရော့သွားတာကိုပဲအေးတယ်ဒါသိချာစဉ်းစားမှာကျွန်တော်လက်မှတ်တာချမ်းသာသွားမှာရှိဘူးစင်းရဲရော့သွားတာကိုပဲချမ်းသာဒီခန္ဓာကြီးကစင်းရဲနာဒီခန္ဓာကြီးစင်းရဲရောဟုတ်ပါလောကထိုင်ကုန်းလေးနဲ့ထိုင်ရတယ်ဆိုဖာလေးနဲ့ထိုင်ရတယ်ဒီခန္ဓာကိုကားစီးရလို့ချမ်းသာတာမျိုးခြေချင်းသွားတဲ့စင်းရဲရော့သွားတာကားစီးရလို့ချမ်းသာတယ်ဆိုကားပေါ်မစင်းနဲ့အပတ်စင်းနေပါလားလို့ ဲ့တော့ကားပေါ်ထိုင်စီရတယ်လည်းဆင်းရဲပါတယ်ဟိုအိတ်စင်လေးနဲ့စီးရမကောင်းဘူးလားအာအကားပေါ်မှာအိတ်စင်လေးနဲ့လေစားရတော့ကူကူရင်စားတာဆင်းရပါတယ်ပိုက်လေးနဲ့ထည့်ပြီးတယ်မချမ်းသာဘူးလားအိမ်သားတွေပဲတို့ရဆင်းရပါတယ်ပိုက်လေးနဲ့ထုတ်ပြီးတယ်မကောင်းဘူးလားအဲ့တော့အသက်ရှူရတာဆင်းရပါတယ်ဆက်လေးနဲ့ရှူပြီးမကောင်းဘူးလားဆင်းရလေမသက်သာဘူးလားကျွန်တော်တို့စဉ်းစားပုံတွေပေါ့နော်ချမ်းသာတာမရှိဘူးဆင်းရဲသက်သာတာပဲ ချမ်းသာတယ်လို့ဒီလိုနားလေလာမှန်ကန်နဲ့မြင်ဒီနှစ်ခုနဲ့ကိုဘဝတစ်ခုကိုပြောင်းလဲစေတဲ့ကုတ်ကူအခုကလူတွေကဘာလို့လုံနေချမ်းသာခြင်းလို့လုံချမ်းသာခြင်းလို့ပက်ဆန်တွေရှိုင်းနေအဲ့ပက်ဆန်တွေကပဲသူ့ကိုဝိတ်ပြန်ပြီးသွားတယ်သူစင်းရဲတကယ်မရောအဲ့ချမ်းသာတဲ့လူတွေတော့ကြည့်ချမ်းသာခြင်းလေချမ်းသာခြင်းလေလုံလေပက်ဆန်တွေကလိုလေရှိသွားလေအဲ့ပက်ဆန်တွေဘယ်ထားမှမသိလေ ဒီပက်ဆန်သူ့ကိုဝင်တော့ဝင်ဖို့ပြန်ဖြစ်သူစင်းရမရော तू အဲ့လိုချမ်းသာကြတယ်အဲ့ဒါကိုပဲချမ်းသာတယ်လို့ तू သိတယ်ချမ်းသာကိုအရှိတိမဟုတ်ဘာဖြစ်လဲတအားကြိုးစားရတာတရားရမယ်ထင်ပြီးရောတရားရတာမဟုတ်ကိလေသာတွေပဲစွန့်လိုက်တာကျွန်တော်အခုရားကျင်တဲ့အတိုင်းပဲရှိရကျလို့တအားပင်ပန်းတာမစွန့်တဲ့အတိုင်းပဲရှိရကျရင်ပြီးပြီစွန့်သွားရောပဲပြောကျင်တာအေးစေးစေးပဲချမ်းသာကိုလိုချင်တဲ့လောဘတွေပြားတယ်လို့စင်းရရော့အောင်လုပ်မယ်ဆိုဒီလောက်မှမလုပ်ဘူးမကန်တဲ့အမြင်တစ်ခုရတာဒီလိုနားလည်လာမှာပါနော်တရားဆိုတာဒီလိုလေးနားလည်နေကိုနေရထိုင်ရတာတော်တော်အစဉ် ပြေးနေပါပြီပြောကျင်တာကျွန်တော်တို့ကဒီကနေ့ကျမှသွားကျင်တော့ဝေးနာကိုဖြစ်ပြက်ရှိပြီးဖြစ်ပြက်မြင်ဖြစ်ပြက်မုံဖြစ်ပြက်ဆုံးတိုင်းဒါလွတ်မြောက်ရဖို့ရောက်သွားမှာအဲ့တော့ဘဝနေနည်းနဲ့ဘဝလွတ်မြောက်နည်းပေါ့နော်ဒါပေမဲ့ဝေးနာကိုအမှန်သိဖို့လိုတယ်ဒါအဲ့တော့ဝေးနာကိုအမှန်သိဖို့ဆိုတော့ကဒါအခုဝေးနာကိုအမှန်သိတဲ့ dimension ကပြောလိုက်တာအမှန်တော့ဝေးနာကိုဝေးနာလို့ကိုမသိသေးဘူးကျွန်တော်တို့ဝေးနာကိုဘာလဲကိုမသိဘူးအဲ့တော့ကျွန်တော်ဘယ်လိုသိခဲ့လဲဆိုရေခဲတက်တာတော့ခွင့်ကြီးနေတယ်သိခဲ့တယ် ဘိုက်ဆရာတော့ရေခဲတက်တက်လေးသွားခွင်ပုံလေးတွေရှိတာကိုသွားကြည့်တာပေါ့ဘာမုံစားရင်ကောင်းမလဲပေါ့မပြောဘူးနဲ့လည်းမုံယွေးတာပေါ့မုံယွေးရင်လည်းကျွန်တော်ကမုံယွေးတာမဟုတ်ဘူးအဲဝေဒနာယွေးနေပါလားလို့စပြင်တော့တယ်ဟင်လားဘာယွေးတာဝေဒနာယွေးတာကော်ဖီလေးတောက်ပေါင်းဆိုဘူရားတိုက်တာစေတာတိုက်တာအခုကျွန်တော်လည်းနေဘူရားနားလေရတညာနားလေတာမုံယွေးတာပေါ့ဘာယွေးတာဝေဒနာယွေးနေတဲ့သူသိရတယ်အခုကကျွန်တော်ဝေဒနာတွေကြိတ်မိတ်ခံပြီးတော့ကောင်းတာနဲ့လည်းတွေ့ရဝေဒနာပဲရောက်နေလို့သူကြိတ်တော့တာပဲစားတော့တာပဲ ယူရတော့တာပဲယူလေဝေးနာယူရလို့မသိပါဘူးမြန်မာလူကအဖြေကပါပြီးသားဘာစားရင် ကောင်းမလဲယူတာမုံယူတာမုံကောင်းမလဲပဲအဓိကယူတာမုံနေရာရှိတွေကိုလိုက်ယူရတော့မုံကအဓိကမဟုတ်ကောင်းမလဲအဓိကဝေးနာယူတာဟာငါမုံယူနေတာမဟုတ်ဝေးနာယူနေပါလားလဲမြင်လိုက်ရောသိသွားပြီဒီဟင်းကိုကြိုက်တာမဟုတ်ဒီဟင်းကပြီးတယ်ဝေးနာကိုကြိုက်တာဒီရုပ်ရှင်ကိုကြိုက်တာမဟုတ်ဒီရုပ်ရှင်ကပြီးတယ် ဝေဒနာကိုကြိုက်တယ်လေအေးလေးကိုကြိုက်တယ်မဟုတ်လေအေးရပေးတယ်ဝေဒနာကိုကြိုက်တယ်ဟာစိတ်ထဲမှာဒီဝေဒနာတွေပေါ်သွားပြီပေါ်လွင်သွားပြီဒီလိုစိတ်ထဲမှာဖြစ်ရမလားအခုကဝေဒနာကဘယ်ရောက်နေမှန်းကိုမသိဘူးမုံပဲယူနေတာပဲဝေဒနာရဲ့ဉာဏ်ထဲမှာမပေါ်သေးဘူးမှန်ကန်တဲ့အမြင်တခုမဟုတ်သေးဘူးအဲ့လိုရိစသိတာလေသူနဲ့တွေးလို့ရှိရင်သူနဲ့တွေးကျင်တယ်ဆိုသူနဲ့တွေးလို့ရှိရင်ရတဲ့ဝေဒနာကိုကြိုက်တယ်ဒါမှမဟုတ်သူနဲ့တွေးကျင်မကောင်းတဲ့ဝေဒနာတွေအော်ပြောပါလားဘယ်သူမှမလာတော့ဘူးအဲ့မှာကျွန်တော်ဝေဒနာလို့ မမြင်ငယ်ဘာပဲမြင်ပုပ်ကိုပဲမြင်တာပုပ်ကိုမြင်နေဟင်းရကောင်းတယ်မကောင်းဘူးဟင်းကောင်းတာမဟုတ်ဘူးဟင်းရယုတ်ကောင်းတယ်မကောင်းတယ်ဟာဝေနာလက်ဖေးရကောင်းလိုက်တာလက်ဖေးရယုတ်မသိတတ်ဘူးလက်ဖေးကိုတောက်တဲ့ကောင်းတာပါဝေဒနာဟာဒါရီသင်ရတာဒီအခြေခံတွေကိုကျွန်တော်မသိမဲနဲ့ဘလို့လို့ဟိုတရားအသိအဲ့တော့လက်ဖေးရကြိုက်တာမဟုတ်ဘူးလက်ဖေးရပေးတယ်ဝေဒနာကိုကြိုက်တာဝေဒနာကိုကြိုက်တာခံစားတာဝေဒနာကြိုက်တာတဏအဲ့တော့မှဝေဒနာနေပါကုနာတဏကုတာကျွန်တော်ဝေဒနာနဲ့ အတဏဟိုအဲ့လိုစိတ်ထဲမပေါ်ခဲ့မပေါ်တော့လည်းဘယ်နှဖြတ်မှလည်းမသိဘူးဘယ်နှကူးမှလည်းမသိခဲ့ဘူးပေါ့နော်အဲဒါကြောင့်မလို့ဩဒီဝေနာအကြောင်းလေးကိုအမှန်သိသွားရင်ဘာရလဲထွတ်မြောက်ရဝေနာနဲ့ပတ်သက်ပြီးလောဘဒေါသမောဟတွေငြိမ့်ပြီးတော့ဝေနာနဲ့ကိုဘလို့နေရမယ်သိလားဝေနာပေါ်မှာဒုက္ခဝေနာနေလဲဘလို့နေရမယ်ဒုက္ခဝေနာပေါ်လဲဘလို့နေရမယ်ဝေနာရဲ့အကြောင်းကိုအမှန်သိသွားတဲ့အတွက်မောဟလည်းမရှိဘူးလောဘလည်းငြိမ့်နေ ဒေါသလည်းငြိမ့်တယ်ဒါပဲတရားကဝိညာဉ်ဥပဒနာပေါ့နော်ဝိညာဉ်ကိုရှုကြပွားများတယ်ဆိုတာဒီလိုနားလည်တော့မှဖြစ်ပါတယ်နော်ဟုတ်ပါပြီ